ီနိုဝင်ဘာလ9ရက်နေ့နက်6နာရီခန့်မှာတဲ့ကျူတောင်သာနထိုးကြီးလမ်းပိုင်းမှာရှိတယ်ကျူတောင်သာမြို့အဝင်ဂိတ်ပေါ့နော်ဝိတ်ဂိတ်ဖြစ်တဲ့ကျလို့မကြီးယိုးဂိတ်ပေါ့နော်နာမည်ကမကြီးယိုးဂိတ်လို့ခေါ်တယ်အဲ့မကြီးယိုးဆိုတော့ဒီမကြီးသည့်အတောက်အောင်မရှိဘူးလားဟုတ်လေစားရမကြီးသည့်ကိုပြောတာမဟုတ်လေဒီမကြီးယိုးဂိတ်သူကဂိတ်နာမည်ပေးထားတာဩအေးအေးဂိတ်နာမည်ပေးတာအဲ့မကြီးယိုးဂိတ်ကိုဝိတ်လေဒီတော်လိုင်းတက်ဖွဲ့များဝင်ရောက်ပြက်ကတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်တဲ့နော်ထိုးတိုက်ခိုက်မှုအတွင်းမှာတဲ့ဂိတ်အတွင်းမှာရှိတဲ့ကျွန်တော်ရဲ့အချမ်းဘတ်စစ်သားများ ဟိုလေစတန်နဲ့လောက်လို့လေငလူဘကတော်တော်ကြာနေဟုတ်ပါဘူးဟုတ်ပါဘူးငလူဘကတော်တော်ကြာနေခုနကတော့လေ၃ဘွက်မှလေတော်တော်ကြာနေပြီကိုတက်ကြီးကြာသွားလို့ဒီဘက်မှာငလူတက်တက်ညာလေကွာစတန်နဲ့လောက်လို့လားစတန်နဲ့စတက်ဒီသူကနေသူဒီဟိုဒီစစ်စင်ကြီးပညာမပြည့်ဝတာမပြည့်ဝတာပဲဟုတ်ကဲ့ပါပါเนาะဒါပေမဲ့အခုလုံးကပုံစံတိုင်းစတန်နဲ့ပဲလုပ်လိုက်ဟုတ်ကဲ့ဟိုဒီကျွန်တော်ရဲ့စတန်နဲ့စတက်ပေါ့အဲစတန်နဲ့စတက်ကတဲ့ ရဲစွမ်းတတိရှိစွာဖြစ်ရဲစွမ်းတတိရဲစွမ်းတတိရှိစွာဖြစ်ဟုတ်ပြီထွက်ပြေးသွားသောကြောင့်နော်ဟောလိုင်းရဲ့ပေါ့များကရဲစွမ်းတတိရှိတာပြန်တိုက်ရမှာလေရဲစွမ်းတတိနဲ့ထွက်ပြေးရတာဟိုထွက်ပြေးတဲ့နေရာမှာပဲမင်းကရဲစွမ်းတတိရှိတယ်မင်းကလုံနေတယ်ဟိုလေတယောက်တယောက်ရဲစွမ်းတတိရှိတာအေးပြိုင်နေပေါ့နော်ထွက်ပြေးသွားသောကြောင့်တော်လိုင်းရဲ့ပေါ့များကတဲ့ဂိတ်စကန်းကိုကျွန်တော်မီးရှို့ရှင်းလင်းခဲ့တယ်ကိုသိရပါတယ်ဗျာအာ ပြဿနာပဲကွာဟုတ်ကဲ့ဟိုဒါလေးကတော့တရင်လေးတစ်ခုပေါ့နော်အေးအခုမင်းပြောမှငါသတိရတယ်ကွာမင်းငါတက်ချုပ်ကိုလည်းငါညံ့တော့ငါဥစားမှာတက်ချုပ်နဲ့ငါနဲ့နှစ်ခုချင်းငါတို့စကားပြောကြတယ်ပြောပြနေလားဗျအေးပြောပြောပြတယ်ပြောပြငါမင်းတို့ဟိုတနေ့ကပြောပိုင်းနေဥစားငါအကုန်ပြောလိုက်တယ်ဒါပေမဲ့တက်ချုပ်ကခေါင်းမာတယ်မင်းသိတဲ့အတိုင်းပဲခေါင်းမာတယ်ခေါင်းမာတယ်ဒါပေမဲ့အဘာလို့ဟိုကျွန်တော်တို့အခုဟိုဒီတစောင်းနိုင်မှာလည်းဘာလို့ပွဲတော်တွေလုပ်တယ်တချင်းနေပိုင်းစူကြတယ်လို့ဟုတ်အဲအဲ့ဒီစူကြတဲ့အတွဲလို့ကျွန်တော်တို့ဒီဒီဇင်ဘာလကျရင်ပွဲတော်တွေတခုလုပ်ပေးပါအားလို့ဘာပွဲတော်အဲပွဲတော်ကဒ ပြီးပြည်သူလူထုမပါဘူးလို့ကျွန်တော်တို့ဒီကနေပြီးတော့ခုနမင်းပြောတယ်ပြူရဲရဲရဲစစ်သားရဲအဲသုံးဘွဲကိုသူကနေတော့သုံးဘွဲဖွဲလိုက်လို့သုံးဘွဲဖွဲပြီးတော့အပြေးပြန်မွေးလေးလုပ်ပေးပါလို့ဟုတ်ပြီဟုတ်ပြီဟုတ်ပြီပါနောက်အဲ့ဒါတော့ဘာနောက်လာမယ့်ဟာပေါ့အခုကခုပြေးနေရတယ်ဒီကတော့ဆောက်ပြေးနေရတယ်ဟုတ်ပါကျွန်တော်အချိန်လေးရှိအောင်တော့တလေးလေးကြောင့်တင်ပြပေးပါနော်ဟုတ်ပြီ